မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ February 23ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းအနောက်ချမ်းဗရောင်းမြို့နယ်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်အချင်းချင်းစကားများရန်ဖြစ်ရကနေလက်ပြဘုံနဲ့ပြစ်လို့တက်ကြကြီးတအုပ်နဲ့၎င်းရဲ့တပည့်ချက်သူရွာသားတအုပ်တို့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ February 10ရက်နေ့ညပိုင်းမှာဗရောင်းမြို့နယ်မတုံရွာ မတုံချောင်းဖြားဒေသခေါ်တရေတန်းချောင်းအနီးတော်ရင်းထဲမှာရှိတဲ့စစ်ကောင်စီတပ်ရဲ့ကာကင်းစခန်းကတပ်သားတအုပ်နဲ့တပ်ချက်ကြီးတအုပ်တို့အချင်းချင်းစကားများရန်ဖြစ်မှုဖြစ်ပွားခဲ့တယ်လို့သိရပါတယ်တပ်ချက်ကြီးကတပ်သားကိုအနိုင်ကျင့်နေဆဲတယ်ရိုက်နှက်တယ် အမျိုးမျိုးအလုပ်တွေကိုခိုင်းတယ်အဲ့ဒါကိုမခံနိုင်တော့တက်သားဖြစ်တဲ့သူကလက်ပြဘုံနဲ့ပြစ်လိုက်တာဘုံပြစ်တဲ့အချိန်မှာတက်ချက်ကြီးနဲ့ငဆိုးကအတူတူရှိနေတာနှစ်ကောင်စလုံးပွဲချင်းပြီးပြီလို့ဖြစ်စဉ်ကိုသိရှိထားတယ်ဒေသသတင်းအရင်းမြစ်ကပြန်လည်ပြောပြထားပါတယ်တက်သားဖြစ်သူကလက်ပြဘုံနဲ့ပြစ်ခတ်တာကြောင့်တက်ချက်ကြီးနဲ့တပည့်ဖြစ်တဲ့မြောက်ဘက်ခုံချေးရွာမှာနေထိုင်တဲ့ငဆိုးဆိုသူဟာတေဆုံသွားပြီးတော့အချင်းများခဲ့တဲ့တက်သားနဲ့တက်ချက်ကြီးတို့ရဲ့အသေးစိတ်အချက်လက်တွေကိုတော့မသိရသေးဘူးလို့ပြောပါတယ်တေဆုံသွားတဲ့ငဆိုးဆိုတဲ့ကောင်ဟာအကြမ်းဖက်စစ်ကောင်စီရဲ့ကာကင်းစခန်းအတွာတော်တွင်းမှာလမ်းပြတာရိတ်ခါပို့တာ 产品。Allez, eh အထွေထွေကိစ္စတွေမှာတည်ဆုံသွားတဲ့တက်ချက်ကြီးကခေါ်ယူခိုင်းစင်နေတဲ့သူဖြစ်တယ်လို့သိရပါဗျ။လက်ပြပုံးနဲ့ပြစ်ခတ်သူစစ်ကောင်စီတပ်သားဟာအခင်းဖြစ်ပွားပြီးတဲ့နောက်လက်နက်ကိုယူဆောင်ပြီးတော့ထွက်ပြေးသွားလို့ဖေဗူလာ17ရက်နေ့ကစတင်ပြီးတော့မတုံမြောက်ဘက်ခုံလဲကူးရွာတွေနဲ့အနီးဘက်ဝန်းကျင်တွေမှာစစ်ကောင်စီတပ်အင်အား90ကျော်ကနှစ်ဖက်ခွဲပြီးတော့တောင်းနှင်းရှာဖွေနေပေမဲ့ဒီကနေ့ဖေဗူလာ23ရက်နေ့အထိကိုရှာမတွေ့သေးဘူးလို့ပြောပါဗျ။အဲ့ဒီစစ်ကောင်စီတပ်စခန်းဟာမတုံအခြေဆိုင်ကဘာစာ76လက်နက်စက်ရုံရဲ့ကကင်းစခန်းဖြစ်ပြီးတော့ကဘာစာ76ကစစ်ကောင်စီ တပ်ဖွဲ့ဝင်တွေဗတောင်းတပ်နယ်အတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်ထုံထုံအင်အားတွေပူးပေါင်းကစစ်သားတရားဝင်ကျင်တဲ့တပ်ဆွဲထားတဲ့စခန်းဖြစ်တယ်လို့ဗတောင်းတပ်နယ်နဲ့နီးစပ်သူတချို့စီကသိရပါတယ်မတုံကပ္ပဆ16အပါဝင်ဗတောင်းနယ်အတွင်းမှာကပ္ပဆဆက်ယုံတပ်9ခုနဲ့ချင်းလင်းချင်းမြန်အမြောက်တပ်ရင်းတချို့ရှိပြီးတော့လက်ရှိမှာအရခတ်တပ်တော် AA ကရခိုင်ရုံးမပေါ်တောင်ကုန်းနယ်နဲ့ဗတောင်းနယ်အဆက်မိုးထီတောင်တို့ကိုထိုးစစ်ဆင်နေတာကြောင့်ဗရောင်းမြို့နယ်အတွင်းမှာစစ်ကောင်စီဘက်ကခံစစ်အခိုင်အမာပြင်ဆင်နေတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်မြို့ဒေါ်ပုံမြို့နယ်ကြည်စုရက်ကွက်မှာစစ်ကောင်စီရဲ့ရွေးကောက်ပွဲအတွက်တကောင်စီနေလိုက်လံကောက်ယူနေတဲ့ယာအိမ်မှုအပါအဝင်၃ကိုအင်းရှဲအမျိုးသားကဓာတ်စီနဲ့ပတ်ပြီးတော့မိရှို့တိုက်ခတ်မှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အဲ့ဒီဖြစ်ရကြောင်းယာအိမ်မှုအမျိုးသားတအူစေအိမ်မှုနဲ့အကူဝင်တဲ့အမျိုးသမီး၂ဦးတို့မိလောင်တရားရရှိခဲ့တယ်လို့ တော့ဘုံမျိုးမှာရှိတယ်လူမှုကွန်ကြီးရဲ့အသိဝင်တဦးကပြန်လည်ပြပြထားပါတယ်ဖြစ်တာကမနေ့ကနေ့လေတဏ္ဍာရီလောက်ကဖြစ်သွားတာပါယာယိမ်မှုစေယိမ်မှုနဲ့အခုမိန်းကလေးတယောက်ကဓမ္မရိပ်သာလမ်းသွယ်ကိုသကောင်းစင်းသွားကောက်ရင်းနဲ့ဖြစ်တာလို့သိရတယ်အင်းရှင်အမျိုးသားကယာယိမ်မှုနဲ့အဖွဲကိုဓာတ်စီနဲ့ပတ်ပြီးတော့မိရှို့တာပါယာယိမ်မှုနဲ့စေယိမ်မှုနှစ်ယောက်ကတော့တော်တော်ကိုထိသွားတယ် ကောင်းတဲ့ခန္ဓာကိုယ်တစ်ချမ်းလုံးနီးပါးမိလောင်ဒဏ်ရာတွေရသွားတယ်အမျိုးသမီးငယ်ကတော့ခြေလောက်လောက်ပဲထိသွားတာပါလို့ဒေါဘုံမျိုးနယ်မှာရှိတဲ့လူမှုကွန်ရက်ရဲ့အသင်းဝင်တအုပ်ကပြန်လည်ပြောပြထားပါတယ်ရာရင်မှုနဲ့အဖွဲ့ကိုဓာတ်စီနဲ့ပတ်မိရှုခဲ့တဲ့အင်းရှင်အမျိုးသားကတော့ထွက်ပြေးလွတ်မြောက်ခဲ့တယ်လို့ရက်ကွက်နေပြည်သူများကပြောပါတယ်အခုကသကောင်စင်းကိုအကြောင်းပြပြီးတော့စစ်မှုထမ်းဖို့ကိုလိုက်ပြီးပေါ်တာဆွဲဖို့လုပ်နေတာပါ ိမ်ရှင်ကမခံနိုင်လို့ဓာတ်စီနဲ့ပတ်ပြီးတော့မီးရှို့တာလို့ထင်ပါတယ်ဖြစ်ပြီးပြီးချင်းမှာပဲတန်းပြီးတော့ထွက်ပြေးသွားတာဆိုတော့အိမ်ရှင်အမျိုးသားကတော့လွတ်သွားပါတယ်လို့ဒေါဘုံမျိုးနေပြည်သူတို့ကပြောဆိုထားပါတယ်အဲ့ဒီဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်မှာဖေဖော်ဝါရီလ12ရက်နေ့ညပိုင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်နေတဲ့အုပ်ချုပ်ရေးမှုအများပြားရောက်ရှိလာပြီးတော့ဒေါဘုံမျိုးနေကြီးစုရက်ကွာအတွင်အဲဆင်းနေစစ်ပြီးတော့လူရှာဖွေမှုတွေပြုလုပ်နေတယ်လို့ဒေသခံပြည်သူများကပြောပါတယ်စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာစစ်ကောင်စီရဲ့ဖိနှိပ်မှုနဲ့စီမံခန့်ခွဲမှုများကြောင့်ပြည်သူများဟာ ဗတ်ပေါင်းစုံကနေကြက်တဲမှုတွေနဲ့ရင်ဆိုင်နေရသလိုစစ်မှုတန်းဥပဒေကြောင့်လူငယ်များဟာအတရတမှစစ်သားစုဆောင်ခံနေရပြီးတော့စစ်တင်တန်းများတက်ခိုင်းပြီး ရှေ့တန်းကိုပို့ပြီးတော့စစ်တိုက်နေရတဲ့အန်ဒီရဲ့ကြီးမားလာတဲ့အခြေအနေကိုရင်ဆိုင်နေရတယ်လို့သိရပါဗျ။ဖေဗူလာ9ရက်နေ့မနက်အစောပိုင်းကလည်းဒေါ်ဘုံမျိုးမရဲစခန်းမှာဖမ်းဆီးခံထားရတဲ့လူငယ်၄ဦးကအချုပ်ခန်းတော့ကိုဖြတ်ပြီးတော့ထွက်ပြေးလို့မြောက်သွားခဲ့တယ်လို့သိရပါဗျ။ရဲတွေကဈေးများလမ်းမများပေါ်မှာလိုက်လံရှာဖွေခဲ့တော့လေလူငယ်၄ယောက်ဟာထွက်ပြေးလို့မြောက်သွားတယ်လို့သိရပါဗျ။စစ်ကောင်စီကလူငယ်များကိုအကြောင်းတစ်ခုခုပြပြီးတော့ဖမ်းဆီးပြီးစစ်သားတွေစုဆောင်းလေးရှိတဲ့အတွက်စစ်သားအဖြစ်နဲ့အတရားအဓမ္မစုဆောင်းမခံရစေရန်ထွက်ပြေးခြင်းဖြစ်နိုင်တယ်လို့ပြည်သူတချို့ကတုံ့တက်ပြောဆို ဒါကြောင့်သတင်းရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မြန်မာနိုင်ငံဘတ်ချန်းနယ်စပ်မှာကြားဖြတ်ငွေလိမ်ခိုင်းနေတဲ့တခြားဒုစရိုက်လှုပ်ရှားမှုတွေအခြေဆိုင်ရာ area တွေစီကိုလျှက်စစ်တအားထောက်ပံ့ပေးမှုလုံးဝမရှိဘူးလို့လာအိုနိုင်ငံကအခိုင်အမာပြောကြားလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်လာအိုအစိုးရပိုင်းလျှက်စစ်တအားဖြန့်ဖြူးရေး corporation ဖြစ်တဲ့ EDL ကနေဆက်မှာရှိတဲ့ကြားဖြန့်ဂိုင်းတွေဟာလာအိုဘက်ကနေပြီးတော့ထောက်ပံ့တဲ့လျှက်စစ်ဓာတ်အားကိုလုံးဝအသုံးပြုနိုင်ခြင်းမရှိတာသေချာကြောင်းဖေဖော်ဝါရီလ17ရက်နေ့မှာကြေညာခဲ့ပါတယ်မြန်မာဘက်ခြမ်းနေဆက်လူအဖွဲ့စည်းတွေစီကိုလာအိုကဓာတ်အားထောက်ပံ့ပေးတယ်ဆိုပေမဲ့လူနေအိမ်တွေအသေးစားစီးပွားရေးလုပ်ငန်းတွေအစိုးရရုံအဆောက်အုံတွေနဲ့ကျောင်းနဲ့ဆေးရုံတွေလိုမျိုးအရေးတကြီးလိုအပ်တဲ့အခြေခံဝန်ဆောင်မှုအဆောက်အုံတွေအတွက်သာကန့်သက်ပေးထားတယ်ဆိုတာကိုအသေးချာအာမခံနိုင်ကြောင်း EDL ကပြောဆိုထားပါတယ် EDL ဟာပြီးခဲ့တဲ့သတင်းဘက်ကစ ပြီးတော့ရှမ်းပြည်နယ်အရှေ့ပိုင်းတာချီလိတ်ခရိုင်အထိကိုလျှက်စစ်ဓာအားထောက်ပံ့ပေးမှုကို73မဂါဝက်လောက်အထိထောက်ကရှော့ချခဲ့တယ်လို့သိရပါတယ်။ရည်ရွယ်ချက်ကတော့လာအိုဘက်ကပေးပို့တဲ့ဓာအားကိုကြားဖြန့်ဂိုင်းတွေတုံးဆွဲလို့မရနိုင်စေဖို့အတွက်ဖြစ်တယ်လို့သိရပါတယ်။ကြားဖြန့်ဂိုင်းတွေကိုထိုးနှက်ဖို့ရည်ရွယ်ပြီးတော့တာချီလိတ်အပါအဝင်မြန်မာဘက်ချမ်းနယ်စပ် area ၅ခုကိုထိုင်းကဓာအားဖြတ်တောက်ပြီးတဲ့နောက် တာချီလိုက်မှာအီဒီယာဇီကနေပြီးတော့ဓာတ်အားသုံးစွမ်းမှုပမာဏဟာ29မဂါဝတ်အထိမြင့်တက်လာခဲ့တယ်လို့သိရပါတယ်။ EDL ဟာတာချီလိုက်မှာဓာတ်အားဖြန့်ဖြူးရောင်းချရေးအတွက်မြန်မာနိုင်ငံမှာလိုင်စင်ယူထားတဲ့ကုမ္ပဏီတစ်ခုကနေချိတ်ဆက်သဘောတူညီမှုရရှိထားတာဖြစ်ပါတယ်။2022ခုနှစ်မေလကစပြီးတော့ဓာတ်အားဖြန့်ဖြူးမှုတွေကိုစတင်ခဲ့တာဖြစ်တယ်လို့သတင်းမှာဖော်ပြထားပါတယ်။အဲ့ဒီသဘောတူညီချက်အရာ EDL ဟာ တာချီလေးကို30မဂဝတ်ထက်မပိုတဲ့ဓာအားထောက်ပံ့ဖို့အတွက်ညှိနှိုင်းထားတယ်လို့သိရပါတယ်။ဒါပေမဲ့တာချီလေးမှာဓာအားကိုထိုင်းဘက်ကလည်းဝယ်ယူသုံးစွဲတာကြောင့် EDL ကထောက်ပံ့ရတဲ့ပမာဏဟာပုံမှန်အားဖြင့်73မဂဝတ်ဝင်းကျင်တာရှိတယ်လို့သိရပါတယ်။လာအိုဟာအရှိတောင်အာရှနိုင်ငံများအစည်းအရုံး ASEAN ရဲ့ဓာအားခွဲဝေရေးသဘောတူညီမှုမူပေါင်းအရာမြန်မာကိုဓာအားထောက်ပံ့ရောင်းချပေးနေပေမဲ့တာချီလေးခရိုင်တခုတည်းကိုသာလောလောဆယ်ဓာအားဖြန့်ဝေပေးနေတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းညောင်ဦးမြို့နယ်ပကံမြို့တောင်ဘက်ချမ်းမှာရှိတဲ့ခြေရွာများကိုစစ်တပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်ပြီးတော့မုံပင်ခြေရွာကလူငယ်၄ဦးကိုစစ်မှုထမ်းစစ်သားအဖြစ်နဲ့ဖမ်းဆီးထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဖေဖော်ဝါရီလ23ရက်နေ့မနက်အစောပိုင်းကညောင်ဦးမြို့နယ်ပကံမြို့တောင်ဘက်ချမ်းမှာရှိတဲ့ခြေရွာများကိုလက်နက်ကြီးများနဲ့ပစ်ခတ်ပြီးတော့စစ်ကြောင်းထုတ်ဝင်ရောက်ကမအူပင်ရွာကလူငယ်၄ဦးကိုဖမ်းဆီးသွားတယ်လို့သိရပါတယ်။ဒါအပြင်မုံပင်မြောက်ရွာမှာရှိတဲ့ တဲချောင်းအတွင်းမှာလဲကင်းမုံဝက်ကထွက်ပြေးလာတဲ့ပြည်သူများကိုဖမ်းဆီးနေတယ်လို့သိရပါတယ်။စစ်တပ်နဲ့ကြီးနေတယ်ရောပြစ်တယ်။စစ်ကားအကြီး၅စီးနဲ့စစ်ကြောင်းထုံးနေတာမဟုတ်ဘင်ရွာတွေကလူငယ်၄ဦးကိုဖမ်းဆီးသွားတယ်။ရွာရဲ့မြောက်ဘက်ကတဲချောင်းနဲ့မှာကင်းမုံနဲ့တွေ့လို့ရွာသားတွေကလည်းထွက်ပြေးလို့မရတော့ဘူး။ ဟိုဘက်ဒီဘက်နှစ်ဖက်ညက်ပြီးတော့ပိတ်ထားတော့ထွက်ပြေးလို့မရဘူးလို့ဒေသနေပြည်သူတို့ကရှင်းပြထားပါတယ်စစ်ကောင်စီကဗကံမျိုးပြဒေသပြင်ပမှာရှိတဲ့ကျေးရွာများကိုနယ်မြေရှင်းလင်းရေးစစ်ကြောင်းထုံးမှုတွေနဲ့အတူစစ်သားစုဆောင်ရေးများကိုပါလှုပ်ဆောင်လာခြင်းဖြစ်တယ်လို့သိရပါတယ်အကြမ်းဖက်စစ်ကောင်စီတပ်ကညောင်ဦးမြို့နယ်အတွင်းမှာစစ်ကြောင်းထိုးပြီးတော့စစ်မှုထမ်းတပ်သားအဖြစ်နဲ့လူငယ်များကိုစုဆောင်ဖမ်းဆီးခြင်းများကိုလှုပ်ဆောင်လာတဲ့အပြင်မြို့ပေါ်ရက်ကွက်များမှာလည်းအစီရင်ဆက်ပြီးတော့လူငယ်များကိုပေါ်တာဆွဲခြင်းဆိုင်ကယ်လိုင်စင်ဆစ်တယ်ဆိုပြီးတော့လူငယ်များကိုဖမ်းဆီးခြင်းများတဟုံတို့လှုပ်ဆောင်ပြီးတော့စ စစ်သားစုဆောင်နေကြကြောင်းတရင်ရရှိပါရယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းမှာရှိတဲ့ဂံကောကလေးလမ်းပိုင်းမှာတိုက်ပွဲဖြစ်ပွားနေပြီးတော့အကြမ်းဖက်ဆက်တကလေရင်နဲ့ဇက်တိုက်ဘုံကျဲနေတဲ့အတွက်ကြေးရွာ၅ရွာကျော်ကတောင်းနဲ့ချီတဲ့ပြည်သူတွေဟာထွက်ပြေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဖေဖော်ဝါရီလ17ရက်နေ့ညပိုင်းကစတင်ပြီးတော့ကလေးမြို့နယ်တောင်ပိုင်းဂံကောကလေးလမ်းပိုင်းမှာရှိတဲ့ကမ်းမားနေအကြမ်းဖက်ဆက်ခန်းကိုတော်လိုင်းတပ်ဖွဲ့များကစတင်တိုက်ခတ်ခဲ့ပြီးတော့ထိတွေ့တိုက်ပွဲများလက်ရှိအချိန်ထိပြင်းထန်နေဆဲဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်းမှာအကြမ်းဖက်ဆက်တပ်ကအထိနာပြီးတော့လေရင်နဲ့အပြင်းထန်ခုခံ ံနေတယ်လို့သိရပါတယ် အချမ်းဖတ်စစ်တပ်ဟာတိုက်ပွဲဖြစ်ပွားရာနေရာအပြင်လူနေခြေရွာများကိုပါဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ရှားဖို့ရွာတင်သားရွာအရှိစီရွာဒုံးွယ်ရွာနဲ့ကုတ်ကိုရွာကတောင်းတဲ့ကြီးတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။အကြမ်းဖက်စစ်တပ်ဟာဖေဗူလာ12ရက်နေ့ကစတင်ပြီးတော့112လေးရင် Jet Fighter များနဲ့ဘုံအလုံးကြီး100ခန့်ကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။တင်သားရွာနဲ့အောင်မင်္ဂလာရွာကိုလည်းလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီလေချောင်းတိုက်ခိုက်မှုအတွင်းမှာတင်သားရွာကနေအိမ်များပျက်စီးမှုရှိပြီးတော့လူထိခိုက်မှုရှိမှရှိကိုတော့အတိ ီမပြုတ်နိုင်သေးဘူးလို့ပြောပါရယ်အဲ့ဒီနေ့နေ့လယ်၁၂နာရီကျော်မှာ112နဲ့ဘုံအလုံးရည်40ကျဲချခဲ့ပြီးတော့ညနေ၄နာရီကျော်မှာဘုံအလုံးရည်90ဝန်းကျင်ထပ်မံကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါရယ် ကံကောကလေးလမ်းမကြီးပေါ်ကကမ်းမဏီစစ်ခွေးစခန်းကိုဒေသကာကွယ်တပ်ဖွဲ့တွေကဖေဗူလာ17ရက်နေ့ညပိုင်းကစပြီးတော့တိုက်ခိုက်နေတာစစ်ခွေးတွေကလည်းလေကြောင်းကနေပြီးတော့အပြင်းထန်ခုခံနေတယ်စစ်ခွေးတွေကတိုက်ပွဲဖြစ်သွားတဲ့ area တွေအပြင်လူနေကြီးပါတွေကိုပါဘုံကျဲတိုက်ခိုက်လာတာကြောင့်ရှားဖို့တင်သာအရှိစီဒုံးွယ်ကိုကိုစတဲ့ကလေးနယ်တောင်ပိုင်းကကြီးပါတွေကဒေသခံပြည်သူတပေါင်းခန့်ဟာဘေးလွရာကိုတိမ်းရှောင်နေကြရတယ်လို့သိရပါတယ်ကိုကိုနဲ့တင်သားက ဘုံစကျဲကလေးကလူတွေရွာထဲမှာမနေရကြတော့ဘူးအကုန်လုံးကိုစစ်ဘေးတိမ်းရှောင်နေကြရတယ်လို့ဒေသနေပြည်သူတို့ကပြန်လည်ပြပြထားပါတယ်လက်ရှိအချိန်မှာအကြမ်းမဆက်တကကြံသာရွာနဲ့မှန်တော်ရွာဘက်ကိုစိတ်ကူစစ်ကြောင်းများထပ်မံပို့ဆောင်နေတဲ့အတွက်တိုက်ပွဲများဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီးလေရင်များနဲ့ဇက်တိုက်ပြန်ဝဲနေဆဲဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်ကင်းရှင်းပြီးတော့လုံခြုံစိတ်ချပြီးကျန်းမာပျော်ရွှင်တဲ့ဘဝများကိုပိုင်ဆိုင်နိုင်ကြပါစေခင်ဗျာ